စက်တင်ဘာလမင်္ဂလာပါရှင်။မွေးသားချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အော်တိုဘာလ21ရက်နေ့အတွက်စိတ်ဝင်စားဖို့ကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပေးသမှဖြစ်ပါတယ်။ကရင်ပြည်နယ်အတွင်းမှာနေပြည်တော်ရှမ်းလင်းရဲ့ရှင်နီရဲ့တမ်းမတော်စစ်ကြောင်းတွေဟာထိုင်းနဲ့မြန်မာနယ်စပ်ဒေသမှာနာမည်ဆိုးနဲ့ကြော်ကြားနေရဲ့ KK Park အဆောက်အဦအပြင်လေကေကော်ဒေသရှိရှုကင်းသာစခန်းနဲ့ point 1398ဆွေတော်စခန်းကုန်းတွေကို ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်မှာတိမ့်ပိုက်ရရှိခဲ့ပြီးဖြစ်ပါတယ်။တရုတ်တပ်ဖိုင်ထဲမှာတော့ KK Bug အစအုပ်နဲ့ပတ်သက်ပြီးတော့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဝူကျုပ်စောမေထွန်းကဘာတွေပြောဆိုခဲ့တယ်လဲဆိုတာကိုဖော်ပြပြီးတော့မှဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုးတောက် channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါဦးရှင်။ပြည်သက်ကြီးရဲ့ KNU KNL အကြံဖက်တောင်းကျမ်းသူတွေဟာ NCA ကိုဖျက်ဆီးသူတွေရှိရဲကြတဲ့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်လေကေကောဒေတာတဝိုက်အခြေပြုပြီးအစိုးရအုပ်ချုပ်မှုရန်ရာတွေပျက်စီးစေဖို့နဲ့၎င်းတို့ရဲ့အိမ်မက်ဖြစ်တဲ့တီးကြားလွတ်လပ်တဲ့ကော့တူးလီပြည်နယ်နဲ့ကော့တူးလီအစိုးရအထူထောင်မှုတွေ2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်တွေကြောင့်လက်ဆက်ဒေတာတွေကိုထွက်ပြေးတင်းရှောင်လာကြသူတွေကို လူသားချင်းစာနာထောက်ထားမှုအကြောင်းအရာကောင်းစဉ်အောင်မှလက်ခံထိန်းသိမ်းပြီးပြည်ပနိုင်ငံကြီးတချို့ရဲ့ငွေကြေးထောက်ပံ့မှုတွေဒေတာတွေမှာကြားဖြန့်အပအဝင်တရားမဝင် လုပ်ငန်းတွေကနေရရှိတဲ့ငွေကြေးတွေကိုလက်ခံရယူပြီးအကြမ်းဖက်တင်ဒန်းတွေတင်ကြားပို့ချကလက်နက်တွေတပ်ဆင်ပေးပြီးရှေ့ကတက်ဖြစ်အသုံးချပြီးကရင်ပြည်နယ်အတွင်းရှိတမရော်ကန်းတွေအပအဝင်တင်ငန်းညီနောင်နဲ့မြဝတီဒေတာရှိတပ်စခန်းတွေကို အင်အားအလုံးအရှင်နဲ့အလင်းအငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းတွေဆောင်ရွက်ခဲ့ပါတယ်။အဲ့ဒီအတွေ့အကြုံတမရစစ်ကြောင်းတွေဟာကရင် KNU KNL လက်နက်ကိုင်အဖွဲ့တွေခိတ္တဆုံမှုထားတဲ့တပ်စခန်းတွေနဲ့မြို့ရွာတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတင်ငန်းကြီးနောင်တပ်နယ်ကို2025ခုနှစ်စက်တင်ဘာလ6ရက်မှာပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးကော့ဂရိတ်တင်ငန်းကြီးနောင်မြဝတီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်ခဲ့တယ်လို့သိရပါတယ်။ တမ်းမတော်စစ်ကြောင်းတွေကမြန်မာထိုင်းနှစ်နိုင်ငံနဲ့ဆက်ဒေတာတခြားမြန်မာနယ်နယ်မြေအတွင်းမှာကရင် KNL နဲ့ PDF အမေရိကန်အကြမ်းဖက်တောင်းကျမ်းသူတွေခုအောင်မှုမရှိစေဖို့နာမည်ဆိုးနဲ့ကြော်ကြားနေရဲ့မြန်မာထိုင်းနယ်ဆက်တခြားမြန်မာဘက်ခြမ်းကိုတရားမဝင်နိုင်ငံသားတွေနယ်ဆက်ဖြတ်ကျော်ဝင်ရောက်ကတရားမဝင်အွန်လိုင်းငွေစည်းလိမ်လည်မှုနဲ့လောင်ကစားမှုနှိမ်နင်းရေးတွေလိုအပ်တဲ့အကြမ်းဖက်ချိန်မောမှုစစ်ဆင်ရေးတွေကိုဆက်လက်ဆောင်ရွက်ခဲ့ရအောင် KNU KNL နဲ့ပူးပေါင်းအဖွဲ့တွေခုအောင်းနေထိုင်တဲ့လက်ခတ်တောင်ဖျားကုံနဲ့ပဝန်းကျင်ဒေသတဝိုက်ကိုစက်တင်ဘာလ9ရက်မှာလက်ကောင်ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းက2015ခုနှစ်မှာဒေသခံတိုက်ပွဲရှောင်ပြည်သူတွေအတွက်စောက်လုပ်ပေးထားတဲ့လေကိတ်ကောင်မျိုးတစ်ကိုစစ်ကြောင်းတွေခွဲပြီးအစဉ်စင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရအောင်အော်တိုဘာလ9ရက်နေ့မှာလေကိတ်ကောင်မျိုးတစ်ကိုပြန်လည်ထိန်ချုပ်နိုင်ခဲ့ပါတယ်အဲ့ဒီလေကိတ်ကောင်မျိုးမှာအရင်စောက်လုပ်ပြီးဂါဇာ ဒေသခံတိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူတွေနေထိုင်ကြပေမဲ့2023ခုနှစ်နောက်ပိုင်းမှာအကြမ်းဖက်တောင်ကျန်သူ KNL နဲ့ PDF အမိခံအကြမ်းဖက်တောင်ကျန်သူတွေကအဲ့ဒီဒေသခံတိုင်းရင်းသားတွေကိုမောက်ထုတ်ခဲ့ပြီး KNL နဲ့ပူပေါင်းအဖွဲ့ဝင်တွေအပြင်၎င်းတို့မိသားစုဝင်တွေတရားမဝင်သိမ်းပိုက်ဝင်ရောက်နေထိုင်ကြတဲ့နေရာဖြစ်တယ်လို့သိရပါတယ်တမရစစ်ကြောင်းတွေဟာ KNL နဲ့ပူးပေါင်းအဖွဲ့ဝင်တွေတိမ့်ပိုက်ဝင်ရောက်နေထိုင်လျက်ရှိပြီး မြန်မာထိုင်းနယ်စပ်အနီးမှာနာမည်ဆိုးနဲ့ကြော်ကြားနေရဲ့ KK ဘက်ကလည်းတစ်ချိန်တည်းတပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ရ KNL နဲ့ပူပေါင်းအဖွဲ့ဝင်တွေထံကနေအလောင်းဆယ်လောင်းလက်နက်မျိုးစုံ16လက်နဲ့ဆက်ဆက်ပစ္စည်းတွေတင်ဆက်ရမိခဲ့လို့သိရပါတယ် KK ဘက်အတွင်မှာထူးခြားလက္ခဏာမတွေ့ပေမဲ့လည်းတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ရည်ရွယ်တက်ဆင်ထားတဲ့ Starlink စလောင်း30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်ဆက်ရမိခဲ့တဲ့အပြင် ဆောက်လုပ်ပြီးအစအုံတစ်ထက်တိုက်10လုံး၊နှစ်ထက်တိုက်အလုံး100၊လေးရက်တိုက်အလုံး30နဲ့ငါးထက်တိုက်နှလုံး၊တစ်ထက်တိုက်ဈေးဆိုင်ကန်အလုံး20၊နှစ်ထက်တိုက်ဈေးဆိုင်ကန်အလုံး30၊တစ်ထက်တိုက်95လုံး၊နှစ်ထက်တိုက်900အလုံး20၊လေးထက်တိုက်910လုံး၊ဆောက်လုပ်စဉ်နှစ်ထက်တိုက်21လုံး၊သုံးထက်တိုက်10လုံး၊လေးထက်တိုက်9လုံး၅တက်တိုက်၅လုံးနဲ့တထက်တိုက်ဈေးပေကန်နှစ်ခန်းတို့ကိုတွေ့ရှိခဲ့တယ်လို့နိုင်ငံတော်အစိုးရကသတင်းထုတ်ပြန်ထားပါတယ် အရိကေကေပတ်အဆောက်အဦအတွင်းမှာအလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးကြား98ဦးစုစုပေါင်း2198ဦးတို့ကိုလည်းနိုင်ငံတော်အစိုးရကတရင်ထုတ်ပြန်ထားပါတယ်။တမရော့စစ်ကြောင်းတွေကနေမီရှင်းလင်းဆောင်ရွက်ခဲ့တဲ့ကေကေပတ်အဆောက်အဦနဲ့ပတ်သက်ပြီးတော့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတရင်ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကလည်း ီဒီယာတွေရဲ့မေးမြန်းချက်ပေါ်အခုလိုမျိုးဖြေဆိုခဲ့ပါတယ်ရှင်မနေ့ကတော့ကျွန်တော်တို့ KNU KNL နဲ့ PDF အမိကန်အကျမ်းဖက်တောင်းញမ်းသူတွေယာယီထိမ့်ချုပ်ထားတဲ့လေးကီကော်ဒေတာရှုခင်းတာနဲ့ဆွဲတော်ကုန်းစခန်းပြန်လည်သိမ့်ပိုက်ရရှိရာနဲ့ကျွန်တော် KK Park မှာတရားမဝင်လုပ်ငန်းများမရှိစေရနေနေစုံမွေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တရင်ကိုထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဒီနေ့မှလည်းမီဒီယာများရဲ့ ဒီကေကေပတ်နဲ့ပတ်သက်ပြီးမိကိုများမိန်းများလာတာရှိပါတယ်။ဒါတွေကိုတပေါင်းတစည်းတည်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ပထမဆုံးတော့ကေကေပတ်ရဲ့တမိုင်းကြောင်းနဲ့ကေကေပတ်ဖြစ်လာတဲ့ကိစ္စတွေပြောပြလိုက်ရင်အားလုံးရှင်းလင်းသွားမှာဖြစ်ပါတယ်။ကေကေပတ်ဆိုတာတော့မြဝတီမြို့တောင်ဘက်မဲထော်တလေးကြီးရွာနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြကံပေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှုပ်ရှားနယ်မြေမှာ ရှိတာဖြစ်ပါတယ်။ PGF ကရွှေကုတ်ကုံမျိုးသေးစီမံကိန်းဆိုတော့မြောက်ပြည်မျိုးရဲ့ကျွန်တော်တို့မြောက်ဖက်မှာရှိတာပဲဖြစ်ပါတယ်။ KGP မျိုးသေးစီမံကိန်းရဲ့အနောက်ဘက်မှာတော့လေးကီကောမျိုးသေးရှိပါတယ်။အဲဒီမှာတော့ဒါငញ្ញဲအကျိုးပန်းမှုအထိမ်းအမှတ်ဖြစ်ကရင်ပြည်နယ်အစိုးရဖွဲ့ဝင်ကြီးချုပ်တဲ့ KNU ရခင်ဥက္ကဋ္ဌ ဆောမှုဒူစေဘိုးတို့ကဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်သိမ်းပိုက်ပြီးနေဂန်နီကိုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူပြုအဖွဲ့တွေပဲနေနေတာဖြစ်ပါတယ်။ KGB ဘာချင်းမင်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလအီအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုတို့ တနဝူးလောက်ွက်အတွက်လုပ်ငန်းမြေငားရန်ကသဘောတူညီမှုကို2029ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲ့သဘောတူစာချုပ်ရဲ့မြေငားပေးသူတိတ္တတိများမှာပူလီအလင်ဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖရိုးစောကောထူဝင်းက KNU ဗန္ဒာရေးကော်မတီဘိုးအနေနဲ့လက်မှတ်ရေးထိုးထားပြီးရခင် KNU ကာကွယ်ရေးဌာနတာဝန်ခံပုံမူကြီး စောရောဂျာခင်ကလည်း KNU ဘန္နာရေးကော်မတီဘူအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်မှာ9ရန်လို့တဲ့မြေစုစုပေါင်းဧက100ခန်းကို နှစ်ပေါင်း35ရန်ပို့သဘောတူထားကြတာကိုလည်းတွေ့ရပါတယ်။ဒီစာချုပ်တွေဟာအခိုင်အမာ ရှိနေတဲ့စာချုပ်တွေဖြစ်ပါတယ်။စာချုပ်ပါအချက်လက်တွေအရဆိုရင်တေဧကကိုတစ်နှစ်ဘတ်3500တောင်းတဲ့မြေတရားဧကအတွက်တစ်နှစ်လျင်ဘတ်3000ခွဲဖြစ်ပြီး6လတစ်စီ ေးချေပါမယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ဒါပြင်ဧက30အတွက်လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက်တလဘာငါဘိန်တတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝန်းလာတဲ့မြန်မာလုံခြုံရေးစိတ်တိုးမြင့်ပေးမယ်လို့လည်းအိုက်စာချုပ်မှာကတိပြုခဲ့တာတွေ့ရပါတယ်။2022ခုနှစ်မေလထဲမှာ KNU နဲ့ Trend Asia International Holding Group ကြားမှာစာချုပ်ထပ်ချုပ်တာမှာတော့မူလူ့အလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU ကဗိုလ်မှူးချုပ် အစင်စီတဲ့စောနေမီလွင်ဦးစီးတဲ့ Trust Star Company နဲ့စာချုပ်ပြောင်းတဲ့ချုပ်ဆိုကြတာတွေ့ရတယ်။ပြပယင်းနီးမြုံနံသူတွေမှာတော့ဒါရခိုင်အကော်မတီတခုနဲ့ကမ္ဘောဒီးယားနိုင်ငံတီဟာနုဘေးစီဝါရေးအသင်းတို့ပူးပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရပါတယ်။ဒီတီဟာနုဘေးဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးကျော် ဟွန်ဆန်က online လောင်းကစားလုပ်ငန်းတွေအေးအေးယူတော့မယ်ဆိုပြီး2019ခုနှစ်ဩဂုတ်လ16ရက်နေ့မှာကြော်ညာလိုက်တဲ့နောက်ပိုင်းမှာဒီ online လောင်းကစားလုပ်ငန်းတွေဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကိုပြောင်းရွှေ့လာတယ်လို့လည်းသတင်းသိရှိရပါတယ်အဲ့ဒီတဲ့င်းချက်လက်တွေကိုကြည့်ရင် KK Bus စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာသင်ရှားတာတွေ့ရပါတယ်။ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်းမျိုးကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး နေနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့လှုပ်ဆောင်ထားတာတို့တရားဝင်တခုမှမရှိကြောင်းတွေ့ရပါတယ်။နောက်ပြီးတော့အဲ့မြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်စားလုပ်ငန်းတွေကိုလည်းအခကျင်းွယ်ယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ဒီလုံငန်းရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။အွန်လိုင်းလောင်စားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွတ်အောင်လှုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်ဒါပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့ကြီးစားအကြမ်းဖက်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းသာပြည်ပပြည်သူတရားလုံးကဝိုင်းဝန်းဆိုင်ကြကြဖို့လူချောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်